ကျွန်တော်အခုချက်ပြန်มาတော့6မောင်ကျော်ဖြစ်ပါတယ်ကျွန်တော်စီးဟင်းအင်းသားသွန်းနဲ့ဒီဟင်းကားသွန်းနဲ့နှဆွန်ထည့်လိုက်ပါတယ်ဆနင်းမော်လင်းနဲ့ထည့်လိုက်ပါတယ်စက်တွန်သူထောင်းတာထည့်လိုက်ပါတယ်စက်တွန်သူကျွန်တော်တလုံးထောင်းတာပါတယ်စက်တွန်သူတလုံးထောင်းတာထည့်ပြီးတော့စိတ်သက်ပါမယ်စက်တွန်ကြီးကကျွန်တော်၅လုံးလောက်လီးတာပါတယ်6မောင်ကျော်ဖြစ်တဲ့အတွက်၅လုံးလောက်ထောင်းတာပါတယ် चेतों की तलों ठाना बारे चेतों की तलों ठाना रहा उठा बारी ते भी बच्चों ने और सीता बाने चेतों नी दे, चेतों ले दे चेतों भी ले सीता रहा नी ये ला भी अपुलो फिरा भी तो लोचे हैं အယောင်တင်မုံနှဆုံးထည့်ပါမယ်လပိသွန်းနဲ့အယောင်တင်မုံနှဆုံးထည့်ပြီးစီတပ်ပါမယ်အဆိုင်ကန်လေးပြောင်းအောင်လို့ကျွန်တော်နည်းနည်းဆက်ဆက်ကြိုက်တော့အယောင်တင်မုံကိုသုံးသွန်းထည့်လိုက်ပါတယ်သုံးသွန်းထည့်ပြီးတော့စီတပ်ပါမယ်ရှဲနေအောင်စီတပ်ပါမယ် အခုလိုရဲပြီးကြွက်လာပြီဆိုလို့ရှိရင်ကျွန်တော်ချက်မောင်တော်ရေးပြတာတော့ထည့်လိုက်ပါမယ်ကျွန်တော်ချက်မောင်တော်သုံးပြီးကိုရေးပြထားပါတယ်ပေးချစားနေနေပြီးတော့အဲ့တော့ထည့်လိုက်ပါမယ်ထည့်ပြီးပြေးပြေးပေါ့ပေါ့လေးမှုပေးရပါမယ်နည်းနည်းလေးနှောင်းမွေပြီးသွားလို့ရှိရင်စားနိုင်ငယ်ထဲပါမယ်စားဖို့ကျွန်တော် လဖေးဇွန်နဲ့နှဆုံးထည့်ပါတယ်အချုံမုံနိုင်ငံထည့်ပါမယ်ကျွန်တော်ကကြက်သားမုံတုံလာပါတယ်ကြက်သားမုံနိုင်ငံထည့်မယ်ပစွန်ကြောက်အကောင်သေးသေးလေးထည့်ပါမယ်ပစွန်ကြောက်မုံထည့်လိုက်ရပါတယ်ပစွန်ကြောက်အကောင်သေးလေးထည့်လို့ရှိရင်အရန်ချိုပြီးတော့စားလို့ကောင်းပါတယ်ပစွန်ကြောက်အကောင်လေးတွေကျွန်တော်လက်သုံးသုံးသာလောက်ထည့်လိုက်ပါတယ်ထည့်ပြီးလို့ရှိရင်နှောင့်လို့ရပါတော့မယ်ဒီဒီအနေငယ်ထည့်တာပါတယ်ကျွန်တော် ကျွန်မနိုးအောင်လို့တော့ညီနေငယ်ထည့်ပြီးတော့အခုနှံ့အောင်ဝင်ပေးပါမယ်အခုဆိုရင်ချမောင်ရွက်လေးတွေပျော့လာပါပြီပျော့လာပြီဆိုလို့ရှိရင်ကျွန်တော်ညုတ်သီးသေးလေးတွေညှက်ထားပါတယ်ကျွန်တော် ကျွန်တော်ငြိုသီးသိန်းလေးတွေ၄၅တောက်ကိုညှက်ထားပါတယ်အဲ့ဒီ၄၅တောက်ကိုထည့်လိုက်ပါမယ်နည်းနည်းလေးဆက်နေအောင်လို့ပါရပါပြီမှုေပေးရပါတော့မယ်အရန်လွယ်ပူပါတယ်အရန်လည်းမြန်မြန်ပါတယ်ခြံမောင်ရွှေချွေတဲ့ချိန်ဆေးတဲ့ချိန်တော့စိတ်ကြည့်ရပါတယ်ခြံမောင်ကြော်ကြော်တာတော့မြန်ပါတယ်ဒီရေလေးတွေခံအောင်လို့ခံတဲ့ဒီကိုတည်ပေးရပါမယ်ခြံမောင်အရွက်တွေကြေဝအောင်လို့ နာနာလေးမှွေပြရပါမယ်အဲ့ဒါမှချမောင်ကျွက်တွေကြည်မှာပါအခုတို့ချမောင်ရွက်တွေပျော့လာပါပြီအပေါငံလေးမီးကြည့်ပါမယ်ပေါ်လို့ရှိရင်စားနေငယ်ထည့်ပါမယ်အရေနဲ့ကြိုက်လို့ရှိရင်တော့ဒီလိုအရေလေးနဲ့ခြံထားလို့ရပါတယ်အခုဆိုရင် ျွန်တော်တော့ဒီအရွက်တွေလို့ပျော့သွားဖို့အတွက်ကိုပျော့သွားဖို့အတွက်ကိုအနည်းဆုံး10မိနစ်လောက်တော့အဟောအုပ်ထားပေးရတယ်ခြေပေးရပါတယ်ခြေပေးမှချမောင်ရွက်တွေခြေဝါမှာပါခြေဝါမှာစားလို့ကောင်းမှာပါတို့တို့ရင်အရင်လွယ်ကူတဲ့ချမောင်ကြော်ရပါပြီအားလုံးမင်္ဂလာပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုကြပါတယ်